ရခိုင်မှာ2025ခုနှစ်တွင်ရိုဟင်ဂျာလက်နက်ကိုင်အာဆာအဖွဲ့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်ဒေသခံတိုက်ဆုံသူအယောက်20ထပ်မင်းရှိလာနေပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့အောင်တော်ဘာလ22ရက်နေ့ကရခိုင်ပြည်မောက်တော်မြို့နယ်မြို့ယုချေရော်ရဲ့အရှိတ်တရာအနီးမှာခီးတည်တင်ကားတစီကိုရိုဟင်ဂျာလက်နက်ကိုင်အာဆာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။အခုလိုခြုံခိုတိုက်ခိုက်မှုတွေကြောင့်ကလေးမင်းခင်တယောက်နဲ့အမျိုးသားတယောက်နေရာမတိုင်းသေဆုံးသွားပြီးကာသမာကိုထွန်းဝင်းနဲ့မောက်တန်းထရီတို့ကတော့ဒဏ်ရာများစွာနဲ့ထွက်ပြေးလွတ်မြောက်တော့ခဲ့ပါတယ်။တမင်းငယ်ခိုင်မြတ်မွန်အသက်၃၉ကိုတော့မင်းခင်ရဲ့အလောင်းပဲမှာအသက်ရှင်လျက်တွေ့ရှိခဲ့ရတယ်လို့ဆိုပါရယ် ဒါပေမဲ့လက်ရှိမှာတော့ကိုထွန်းဝင်းကခြေထောက်တင်တဲ့ထိမဲ့တဲ့တရားကြောင့်လမ်းလေးကောင်းကောင်းမရှောင်းနိုင်သေးသလိုဂျိုင်းထောက်ရဲ့အကူအညီနဲ့သာတော်လာနေရတာပါတစ်ဖက်မှာလည်းသူဟာအဲ့ဒီအဖြစ်အပျက်ဆိုကြီးကြုံတွေ့ပြီးနောက်ပိုင်းကြောက်လန့်အစိတ်တွေနဲ့ပဲဖြတ်တဲ့နေရာတုံးပဲလို့ဆိုပါတယ်သူကအလောင်းဝန်ပေါ်အဲ့လိုဝန်ပြီးမှတခါတည်းပြေးတာကျွန်တော်ထိုက်ဆုံးရရင်ပြေးတာကျွန်တော်ပုံမှန်ထိရင်ပြေးတဲ့သူလည်းဘယ်နာပြေးလမ်းလည်းမပြေးဒီလိုရင်ဖက်တွေကနေတွားရလဲပြေးလက်မောင်းတွေမှလည်းဖောက်သွားတယ်ပြေးတင်မပေါ်မှလည်းထိရင် အဲ့မှာကားကတခါတည်းလေရောပြီးမှထိုးရက်သွားတာပြီးမှကျွန်တော်ဆင်းအနည်းငယ်ကြားတယ်တခါတည်းတန်းထွက်ပြေးတာထွက်ပြီးမှကျွန်တော်ထွက်ပြီးမှတဝဲလာရောက်မှကျွန်တော်တထားမှမှန်တယ်မှန်မှအဲ့မှာကျွန်တော်မှောက်လေးသွားတာပြီးရင်ဒီလိုမဖြစ်သူဆိုတာကိုတတိယတယ်ပြီးမှတခါတည်းတန်းပြေးတာလွန်ဆိုရင်အားနည်းလို့ရှိရင်ကျွန်တော်ကလည်းမြေတဆိုးနေတွေ့ရမှာပဲသူလောလောဆီတော့ကျွန်တော်နှိုင်းရတော့တိတ်မဆေးဘူးကျွန်တော်လည်းကြောက်တယ်ဘူးပြင်းမိတယ်လည်းကြောက်တယ်အခုပြန်လာ ။ညကားနဲ့လာတာတော့ကျွန်တော်စိတ်ထဲမှာမလွတ်မလပ်ခံစားရတယ်အဲ့လိုမျိုးမလုံးချုပ်ဖို့ပေါ့ဖြစ်သွားတဲ့ဆိုတာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မော်တော်ခရိုင်နဲ့ဘူတိတောင်ခရိုင်တွေမှာရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့အာဆာနဲ့ ISO တို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်2025ခုနှစ်မတ်လကစပြီးလက်ရှိအချိန်ထိတေဆုံးသူ20ရောက်ထပ်မနေရှိလာခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများအပြားရှိခဲ့ပါသေးတယ်။ အာဇာနဲ့ ISO တို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်မောက်တော်ခရိုင်အတွင်းရှိဒေသခံ15ရောက်ထက်မနည်းသေဆုံးပြီးဘူးတိနောင်ခရိုင်မှာ9ရောက်ထက်မနည်းသေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများစွာရှိနေပြီးပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ အာစာနဲ့ ISO တို့အဖွဲ့ဟာနှက်မြက်နဲ့မယူတောင်လှဲချောင်းကနေတဆင်ရခိုင်ပြည်နယ်တွင်းကိုစင်းဝင်ရောက်ပြီးဒေသခံရိုဟင်ဂျာတွေလိုဟန်ဆောင်ဝန်ဆင်ကပျောက်ကြားနေသုံးပြီးအကြမ်းဖက်မှုတွေကိုလှုပ်ဆောင်လာနေတယ်လို့ဆိုပါတယ်။ဒါအပြင်အာစာနဲ့ ISO တို့အနေနဲ့ဒေသခံပြည်သူတွေကိုရဲရဲစက်စက်အသက်ဖြတ်နေတာပါလို့ဒေသခံတွေကပြောဆိုကြပါတယ်။ကစလပတိပီကြီးရွာတိုင်းရွာတိုင်းမှာပေါ့အခုဖြစ်ဖြစ်နေတဲ့အဖြစ်ဖြစ်နေတဲ့ပတ်သက်ပြီးကြီးသုံးရင်ကြောင်ကြောင်မလို့ရှိရတယ်။အပတ်စို့သူတို့နေရာသွားသွာ ဟိုမှာဖုန်းတစ်ခေါက်ဆက်ရတော့မှလိုင်းမရလို့လိုင်းရတဲ့နေရာကိုသွားရင်လေသူတို့အသက်ခံကြတာရှိသေး။အခုကျွန်တော်ရောက်မှဆိုရင်၅ယောက်ဖြတ်သွားပြီ။ဒီညကဆိုရင်မနေ့ကဆိုရင်ဒီမှာချွေတော်ရောက်မှတယောက်ပြေးဆုံးခဲ့ရတယ်။အခေါက်တက်ခံရတယ်။ဒီနေ့တော့အလောင်းတော့ပြန်ရတယ်ကျွန်တော်တို့ပေါ်လို့ဒီအခုအခုကျွန်တော်ပြတ်သားရောက်မှဆိုရင်ဒီအဓိကလှုပ်ဆက်နေတဲ့အလောက်ကတော့ဒီချောင်းလို့လှုပ်ဆက်နေရကျွန်တော်တို့မှာဒီအခုလို့ဖြစ်ပြတ်သွားတာကျွန်တော်ရောက်တဲ့အလောက်ကအခုအခက်ကြီးကြနေကြရပါတယ်။ ဒီအခုလိုကျွန်တော်ရတာသူသာစီးပွားရေးနေထိုင်ရေးအတက်အအနေနဲ့အောက်ဆုံးရနေထားမှာဖြစ်ပါတယ်။အဓိကပြည်သူတွေကို6လလက်ပုံစံဖြစ်နေမှာမလို့ရအောင်လို့အဲ့ဒီပုံပေါ်တယ်မလို့ကျွန်တော်တို့ပြည်သူတွေကိုပြန်မထပ်ပြီးရင်အခုလိုမျိုးတို့လုံးဝရတာကောင်းဆုံးပါတယ်။လက်ရှိမှာအာရခတက်တော် A အနေနဲ့အာဆာ ISO တွေကိုလိုက်လည်ရှင်းလင်းနေပြီးတစ်ဖက်မှာလည်းဘင်္ဂလားဒေ့အစိုးရကိုထိရောက်စွာအရေးယူပေးဖို့အတွက်တိုက်တွန်းပြောဆိုထားပါတယ်။ကျွန်မကိခိုင်ပါ không được bấy lâu là đâu